ချစ်တော်ညီကိုမောင်မတို့ဒီကနေ့မနေ့အားလုံးနဲ့ဝင်ငှချင်တဲ့ခေါင်းစဉ်လေးကတော့အခက်ခဲကြတဲ့ကဖရာသခင်ရဲ့စကားဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငှချင်ပါတယ်အခက်ခဲကြတဲ့ကနေဖရာစကားနှခွန်းလေးကိုကျွန်တော်အတူတကွခွန်အားယူသွားချင်ပါတယ်အခုတရားဒေသနာကိုနားထောင်နေတဲ့တင်ရဲ့အသက်တာလက်ရှိဘယ်လိုနေလဲကျွန်တော်မသိမသိပါဘူးဒါပေမဲ့ဖရာသခင်သိပါတယ်များတော့အဖြစ်ကျွန်တော်တက်တာထဲမှာအခက်ခဲကြီးကြုံနေရတာရှိပါတယ် တချို့အိမ်တွေမှာဆိုလို့ရှိရင်အခက်ခဲကြီးကြီးမားမားကြုံနေရတယ်တချို့အိမ်တွေမှာဆိုလို့ရှိရင်အခက်ခဲရှိတယ်ဒါပေမဲ့အလောက်မကြီးမားဘူးဘလို့ပဲဖြစ်ဖြစ်အိမ်တိုင်းအိမ်တိုင်းမှာအခက်ခဲဆိုတာကြုံတွေ့နေစမြဲပါပဲတေးဥစကပုံတစ်ခုရှိပါတယ်ကြာကြာတိုးယုံနားညံ့တဲ့ပြိုင်ချင်းလို့ဆိုပါတယ်ဘာသဘောလဲဆိုတော့အိမ်တိုင်းအိမ်တိုင်းမှာတဲ့ဖတ်ရခဲ့တဲ့စာအုပ်ကိုစီရှိကြပါတယ်တဲ့ဆိုလိုချင်တာကအိမ်တိုင်းအိမ်တိုင်းမှာ သူများကို ပြောပြလို့မရတဲ့ပြောပြလို့မကောင်းတဲ့ ကြုံတွေ့နေရတဲ့အခက်အခဲကိုစီကိုစီရှိနေကြတယ်။ Okay တချို့ကိစ္စတွေကသူများကိုပြောပြလို့ရတဲ့အခက်အခဲရှိတယ်။တချို့ကိစ္စတွေကဘာလဲသတိမျိုးတို့မျိုးချရတဲ့အခက်အခဲတွေရှိတယ်။သူများကိုပြောပြရင်လည်းဘယ်သူမှမကူညီနိုင်ဘူး။ဆိုတော့ဒီလိုအချိန်မှာကျွန်တော်တို့ကမေခွန်းတွေထွက်လာတဲ့စိတ်ထဲကနေတခါတလေကျွန်တော်တို့အမှုတော်ဆောင်လေးစီမှာဖရာသခင်ကဘာကြောင့်ဒီလိုငါ့ကိုပေးဖြစ်တာလဲဆိုမှမမေးရပေမဲ့စိတ်ထဲမှာတော့အဲ့လိုမေးချင်တယ် ယုံကြည်သူဖြစ်ပေမဲ့အဲ့လိုဖြစ်လာတဲ့စိတ်ထဲကနေဆိုတော့ဒီနေရာမှာကျွန်တော်ကြမ်းချက်လေးနည်းနည်းနဲ့ခေါ်အားပေးချင်တဲ့ချက်တော်ညီကိုမှတော့အထူးတစ်ဖြစ်ဒီကြမ်းချက်လေးကိုနှလုံးသွင်းပါ23ခုမြောက်သောစာလံအပိုင်ငယ်လေးတစ်ချက်လေးဖတ်ချင်တယ်23ခုမြောက်သောစာလံကအစအဆုံးကျွန်တော်တို့အလွတ်ရတဲ့စာလံဖြစ်တယ်ဒါပေမဲ့ကျွန်တော်အပိုင်လေးကိုပဲဖတ်ချင်တယ်အကယ်၍တေမင်းအရေးလွမ်းမိုးတော့ကြိုက်တဲ့သူရှောက်သွားရတော့လေဘေးအနေရကိုမကြောက်ပါ အကြောင်းမူကားကိုတော်သည်ကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏ချက်တော်ညီကိုမောင်တော်တို့ဖယားသခင်ကတိုးထင်းပေါ်မှာကျွန်တော်တို့ကိုအတူပါရှိပေးနေတယ်ဆိုတာကိုခွန်အားပေးခြင်းနဲ့ဆိုတော့ခက်ခဲကြားတွေကဖယားစကားပထမဦးဆုံးတစ်ခုကျွန်တော်တို့နှလုံးသွင်းခံယူရမှာကဖယားသခင်ကနဲ့အတူရှိတယ်โอเคပုံမှန်အတိုင်းပဲကိုကိုကိုပြောပါဖယားသခင်ကနဲ့အတူရှိတယ် တကယ်လို့တင့်ပေးမှလူရှိတယ်ဆိုလို့ရှိရင်လက်ဆွဲနှုတ်ဆက်လိုက်ပါဖယားသခင်တင့်တဲ့အတူရှိတယ်လို့ပြောပေးလိုက်ပါအာမင်ဟုတ်ပါတယ်ဖယားသခင်ကျွန်တော်တို့နဲ့အတူရှိပါတယ်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ Christmas ကာလမှာလဲကျွန်တော်တို့ဟောဘူးတဲ့အီမာနွေလဖရားဆိုတာကျွန်တော်တို့နဲ့အတူရှိတော့ဖရားဖြစ်ပါတယ်ဆိုတော့အခုစာလံ23ပိုင်ငယ်လေးမှာလဲဘယ်လိုပြောထားလဲဆိုတော့သေမီးအရေးလွမ်းမိုးတော့ဂျိုင်တဲ့သူရှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါတဲ့လူလောကမှာအသက်ရှင်တဲ့အခါမှာ တေရတော့မဲ့လမ်းကိုကျွန်တော်တို့ရှောက်နေရကြတယ်တခါတလေပြဿနာဘလောက်ထိကြီးတယ်လဲဆိုတော့အစင်မပြေလို့ရှိရင်အသက်ပါဆုံးရှုံးသွားနိုင်တဲ့လမ်းတွေကိုကျွန်တော်တို့ရှောက်လာရတယ်အဲ့လိုရှောက်လာတဲ့ခါမှလည်းမကြောက်ဘူးတဲ့ဘာကြောင့်မကြောက်တာလဲဖယားသခင်ကကျွန်တော်တို့နဲ့အတူရှိလို့ဖြစ်တယ်တဲ့ဟာလေလုယာလန်တန်တော်နဲ့တောင်ဝေးတော်တွေကျွန်တော်ကို ချမ်းသာစေပါ၏တဲ့လန်တန်တော်နဲ့တောင်ဝေးတော်ဆိုတာကျွန်တော်တို့ဘာကိုပုံဆောင်ပါတယ်လဲ လန်တန်တော်နဲ့တောင်ဝေးတော်ဆိုတာတူးထင်းနေတုံးတဲ့တုတ်တစ်ချောင်းဖြစ်ပါတယ်တုတ်တစ်ချောင်းကအကောက်လေးဖြစ်ပါတယ်တုတ်တစ်ချောင်းကအဲ့တဲ့ဖြစ်ပါတယ်အဲ့ဒီအဲ့တဲ့တုတ်ကဒီရန်ပါလေဟိုတောရိုင်းတလိဆန်နေဒီပါလေတိုးတွေကိုလာဆွဲတဲ့အကောင်တွေကိုရိုက်ဖို့ဖြစ်ပါတယ်အဲ့ဒီအကောက်နဲ့တုတ်ကကြတော့တိုးတွေပြုတ်ကြတော့မဲ့အချိန်မှာအဲ့ဒီတုတ်ကောက်လေးနဲ့ဒီလိုချိတ်တက်လာဖို့ဖြစ်တယ်ပြီးရင်တိုးတွေကိုနေရာမှန်လမ်းမှန်သွားအောင်အဲ့ဒီတုံးနဲ့မောင်းဖို့ဖြစ်တယ် လန်တန်တော်နဲ့တောင်ဝေးတော်ဆိုတာတိုးထိန်သုံးတဲ့ရန်သူကိုတိုက်ခိုက်တဲ့ဒုတ်တချောင်းနဲ့တိုးတွေကိုထိန်သိမ်းတဲ့ကေတင်တဲ့ဒုတ်တချောင်းဖြစ်တယ်။ဆိုတော့ဒီအကြောင်းအရာကိုရှိမှကျွန်တော်တို့လည်းရှင်းပြသွားပြီ။တော်တော်တော့ကြာပြီရှင်းပြခဲ့တာ။ဒီနေရာမှာနားလည်ရမှာကလန်တန်တော်နဲ့တောင်ဝေးတော်ဒီတစ်ခုကရန်သူကိုတိုက်ခိုက်ဖို့မောင်းထိုးဖို့နဲ့တစ်ခုကတိုးထိန်တွေတိုးတွေကိုတိုးထိန်တွေကကေတင်ဖို့နဲ့မောင်းနေဖို့ဖြစ်တယ်။ ဒီနေရာမှာလန်တန်တော်နဲ့တောင်ဝေးတော်ကဘာကိုပုံဆောင်တယ်လဲဆိုတော့ဖညာသခင်ကကျွန်တော်တို့ကိုွယ်ကာစောင်းမနေတယ်ဆိုတာကိုပုံဆောင်ပါတယ်ကိုွယ်ကာစောင်းမနေခြင်းကလည်းတခါတလေကျွန်တော်တို့ကိုဆုံးမတတ်တယ်အဲ့ဒီဖညာသခင်ရဲ့လန်တန်တော်တောင်ဝေးတော် ਨੇ ဆိုတော့ယန်သူကိုမောင်းတဲ့ဟာရှိမယ်ကျွန်တော်တို့ကိုလည်းမောင်းတဲ့ဟာရှိမယ်ကျွန်တော်တို့ကိုလမ်းမှန်သွားအောင်ထိန်းချောင်းပေးတဲ့ဟာရှိတယ်လို့ကျွန်တော်တို့ကယ်တင်ပေးတဲ့အတုပ်လည်းရှိမယ်ပြီးလို့ရှိရင်ယန်သူတွေကိုမောင်းနေတဲ့မောင်းထုတ်တဲ့အတုပ်လည်းရှိမယ် အဓိကအဓိကဆိုလို့ချင်တာကဖယားသခင်ကျွန်တော်တို့နဲ့အတူတူရှိတယ်ဆိုတဲ့အခါမှာဖယားသခင်ရဲ့ကွယ်ကာဆောင်မခြင်းနဲ့ဖယားသခင်ရဲ့လမ်းပြတုံတင်ခြင်းကျွန်တော်တို့အစဉ်အမြဲရနေတယ်ဆိုတဲ့အကြောင်းကိုခွန်အားပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာချက်တော်ညီကိုမှမှတင့်တက်တာဟဲ့မှဘယ်လိုအခက်ခဲကြုံနေတယ်လဲကျွန်တော်မသိပေမဲ့အခက်ခဲပြဿနာကြုံနေတယ်ဆိုလို့ရှိရင်ဖယားသခင်တင့်တဲ့အတူရှိတယ်ဆိုတာမမေ့ပါနဲ့။တကယ်လို့တင်လောက်တာမားခဲ့တယ်ဆိုရင်ဖယားသခင်ကတင့်ကိုပဲ့ပြင်မှာဖြစ်တယ်။ တင်ကိုဆုံးမမှာဖြစ်တယ်။တကယ်လို့တင်ဟာမမားပဲနဲ့သူများတွေရဲ့အနိုင်ကျင့်ချင်းခံနေရတယ်ဆိုရင်ဘုရားသခင်ကကိုယ်ကစောင့်မမှာဖြစ်တယ်။ရန်သူတွေကိုတင့်အတွက်သွန်းလံပေးမှာဖြစ်တယ်။ဟာလေလုယ။ဒါပထမကျမ်းချက်တစ်ချက်ကိုမှတ်ထားဖို့လိုတယ်။အခက်ခဲကြတဲ့ဘုရားစကားပထမဆုံးတခွန်ကဘုရားသခင်တင့်နဲ့အတူရှိတယ်။ Okay ထပ်ပြောမယ်နော်။မကြောက်ပါနဲ့ဘုရားသခင်တင့်နဲ့အတူရှိပါတယ်။ဒုတိယကျမ်းချက်လေးကိုခွန်အားပေးခြင်းနဲ့ဟေရှာယနာဂတိကျမ်းခန်းကြီး47အငယ်10မှာ ျွန်တော်အမြဲပြောတဲ့ဖတ်တဲ့ကျမ်းချက်တစ်ချက်ဖြစ်ပါတယ်။မစိုးရိမ်နဲ့ငါဒီတင့်ဖက်မှာရှိ မကြောက်နဲ့တင်းဖျားသခင်ငါဒီတင့်ကို ခိုင်ခန့်စေမီတင့်ကိုစောင့်မမီငါတစ္ဆာလက်ရလက်ဖြစ်ထောက်ပံ့မီဟာလေလုယာချစ်တော်ညီကိုမောင်မတော်လူတိုင်းလူတိုင်းမှာအခက်အခဲပြဿနာကိုစီ ရှိနေကြပေမဲ့လေမတူညီတဲ့အခက်အခဲတွေကိုစီရှိနေကြပေမဲ့လေယုံကြည်သူဖျားသားသမီးတွေမှာတော့ မတူတာကဖယားသခင်ရဲ့ဂတိတော်ရှိနေတာပါပဲအာမင်ကျွန်တော်တို့ဖယားသခင်ကရှင်းရှင်းပြပြသားသားလေးပဲကျမ်းစာထဲမှာပြောထားတယ်မစိုးရိမ်နဲ့တဲ့ငါဒီတင့်ဖက်မှာရှိတယ်တဲ့ခုနကျမ်းချက်အတိုင်းပဲဂတိတော်ပြန်ရှိလာတယ်ဖယားသခင်ကကျွန်တော်တို့ဖက်မှာရှိတယ်မကြောက်နဲ့တဲ့ဘာကြောင့်မကြောက်နဲ့လို့ပြောလဲကျွန်တော်တို့တအားကြောက်တတ်လို့ရှိတယ်လူတကာကြောက်တယ်အမျိုးဆုံးကျွန်တော်တို့ကြောက်တယ်ကျွန်တော်တို့များတော့အဖြစ်မကြောက်တာဖယားပဲဒါကြောင့် ကြောက်တဲ့နာနဲ့မကြောက်တဲ့နာကိုဝေခွဲပါချက်တော်ညီကိုမောင်တော်တင်းဘုရားသခင်ကဒီတင့်ကိုခိုင်ခန့်စေမိကျွန်တော်တို့စိတ်နှလုံးပျော့ညက်နေတယ်ကျွန်တော်စိတ်နှလုံးတတိကြောင်းနေတယ်ကျွန်တော်တို့စိတ်နှလုံးမငြိမ်မသက်ဖြစ်နေတယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့ခိုင်ခန့်စေမယ်လို့ပြောပြီးသားပါဘုရားသခင်ကကျွန်တော်စောင့်မမယ်ဘုရားသခင်ရဲ့တစ္ဆာလက်ရလက်ဖြစ်ထောက်ပံ့မယ်ကျွန်တော်တစ်ခါရှင်းပြပြီးပြီနော်ဘုရားသခင်ကဘာကြောင့်အမြဲတမ်းတစ္ဆာလက်ရလက်လက်ရလက်ဘာကြောင့်လက်ရလက်လို့ခဏခဏသုံးတာလဲ လက်ဝဲလက်ဘာကြောင့်ဘာကြောင့်မတုံရတာလဲကျင်းစာထဲမှာ okay ဘာကြောင့်လက်ရလက်လက်ရဖက်မှာလက်ရလက်လက်ရဖက်မှာဆိုဥမာကျင်းစာမှာခဏခဏတုံတာလဲပုံဆောင်ချက်ဖြစ်ပါတယ်ဗါတယ်လေပုံဆောင်ချက်ဘာကို ပုံဆောင်တာလဲအာကြီးချင်းကိုပုံဆောင်တယ်ကြီးမားချင်းကိုပုံဆောင်တယ်ဘာကြောင့်လဲကျွန်တော်လက်ရလက်ကတအားခွန်အားရှိတာကိုခွန်အားရှိချင်း အာကြီးမားခြင်းကိုပုံဆောင်တာဖြစ်တယ်ဒါကိုနားလည်ဖို့လိုတယ်မဟုတ်ကျန်းစာဖတ်တဲ့အခါမှာလက်ရလက်လက်ရလက်လို့ပေါ်လာတဲ့အခါမှာဘာကြောင့်လက်ဝဲလက်မပြောရပဲနဲ့လက်ရလက်ဘာကြောင့်တုံးတာလဲဆိုမှစဉ်းစားစရာတွေဖြစ်လာအမှန်ကတော့လက်ရလက်ဆိုတာအာကြီးခြင်းကြီးမားခြင်းအဲ့ဒါကိုပုံဆောင်တာဖြစ်ပါတယ်ဆိုလိုချင်တာကဖယားသခင်ရဲ့အာကြီးတဲ့လက်နဲ့တင့်ကိုထောက်ပတ်နေမယ်ထောက်ပိနေမယ်လို့ပြောတာဖြစ်ပါတယ်အာမင်ဒါကြောင့်အခုချိန်မှာတင်အခက်ခဲကြုံနေတယ်ဆိုလို့ရှိရင်မကြောက်ပါနဲ့ ဘုရားသခင်တင့်တဲ့အတူရှိတယ်ဆိုတော့ပထမဦးဆုံးကျွန်တော်ခွန်အားပေးခြင်း ਨੇ ဆက်လက်ပြီးမှဒီကနေ့ခွန်အားပေးခြင်း ਨੇ ဒုတိယစကားသခုံးကဘုရားသခင်ကို ပြောပြပါ အနှံတက်ပါဆိုပြီးမှခွန်အားပေးခြင်း ਨੇ ခက်ခဲကြရတဲ့ဘုရားစကားပေါ့လေကျမ်းချက်လေးတစ်ချက်ဖတ်ပါမယ်တစ်ပေခန်းကြီး9ငွေ6ကနေခွန်ရှင်ပေသူဩဝါဒဆောင်ပထမဆောင်ခန်းကြီး9ငွေ6ကနေခွန်ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြပါမယ် ထို့ကြောင့်ကာလအချိန်တန်လေဘုရားသခင်ဒီတင်တို့ကိုချီးမြှောက်တော်မူမိအကြောင်းတကိုးကြီးတော်လက်တော်အောင်၌ကိုကိုကိုနှိမ်ချကြလောတင်တို့ကိုတတိနေကြည်ရှုတော်မူတော့ကြောင့်တင်တို့၌စိုးရင်ချင်းအမှုရှိသူများတို့ကိုကိုတော်၌အနံ့ကြလောချက်တော်ညီကိုမောင်မတို့ဒီနေရာမှာစကားတခုံးကိုအမြဲတမ်းနှလုံးသွင်းဇေချင်တဲ့စကားတခုံးကတင်တို့၌စိုးရင်ချင်းအမှုရှိသူများတို့ကိုကိုတော်၌အနံ့ကြလောကိုတော်၌အနံ့ကြလော အခက်ခဲပြဿနာကြားတွေကဖရာသခင်ရဲ့စကားကရှင်းရှင်းလေးပဲဒူးရရတခုံကတင်းရဲ့အခက်ခဲရှိသည်များကိုဖရာသခင်ပြောပြတတ်ပါပုံအပ်တတ်ပါ ကိုတော်နိုင်အနံ့ကြလောကိုတော်နိုင်အနံ့ကြလောများတော်အဖြစ်ကျွန်တော်အခက်ခဲကြားထဲမှာမထွက်လာနိုင်တာကဘာကြောင့်လဲဆိုတော့ဖရာသခင်ကိုမအနံ့ဘူးလူတွေကိုပဲအနံ့တတ်ကြတယ်ကျွန်တော်တို့ကျွန်တော်ဥပမာပြောပြမယ်လူတွေကိုကျွန်တော်အခက်ခဲပြောပြတဲ့အခါမှာတအားပြောပြတတ်တယ်ကျွန်တော်အမြဲပြောတယ်လေနော်ဒီကြောင့် အာလူတရားရောက်ကိုကျွန်တော်တို့အချက်ဆုံးတငယ်ချင်းတို့မဟုတ်တရားရောက်ကိုကျွန်တော်တို့အခက်ခဲအကြောင်းအခုတလောဖြစ်နေတဲ့အကြောင်းပြောပြလိုက်ရတယ်ဆိုလို့ရှိရင်나ယူဝက်တနာကြီးဘယ်လိုကြော်သွားမှမသိဘူးကျွန်တော်တို့ပြောလိုက်တဲ့စကားတွေကမနေဘူးဥပမာတစ်ခုအနေနဲ့ပြောမယ်ယုံကြည်သူညီကိုမော်မတွေကျွန်တော်စီမှာစုတောင်းချက်လာတင်တဲ့အခါမှာစုတောင်းချက်တင်တဲ့အခါမှာပြောလိုက်တာ나ယူဝက်တနာကြီးလောက်ပြောနိုင်တဲ့သူရှိတယ်ဗျဒါမကောင်းတာမဟုတ်အမှုတော်ဆောင်လေးစီမှာတက်တည်ခံတယ်၊ဆူတောင်းချက်တင်ပြတယ်၊ရှီရှီဝူဝေးပြောရင်လည်းကျွန်တော်တို့နားထောင်ပေးပါတယ် ဒါပေမဲ့ကျွန်တော်တို့ဖြစ်စေချင်တာကအဲ့လိုရှိရှိဝူဝဲဘုရားသခင်ကိုပြောပါ။ဘာတယ်လဲ။အဲ့ဒီလိုရှင်းပြတတ်တဲ့စကားဘုရားသခင်ကိုပြောတတ်ပါ။လူတွေကိုကျွန်တော်တို့ကပြောတတ်တယ်ဟုတ်တယ်နော်လူတွေကိုတအားပြောပြတတ်တယ်ဟာတငယ်ချင်းရေအိုးအိုးတော်တော်ရေညီမလေးရေအကိုရေငါရဲ့အတ္တသားတော့ဒီလိုကွာဒီလိုဖြစ်နေတယ်ခုတလို့ဟိုလိုဒီလိုဟာဟိုလိုဒီလိုပြောလိုက်တာ ਨੇ နိုင်ဝက်တနိုင်လောက်ကြာသွားတယ်ယင်ဖွင့်တာကိုအဲ့လိုယင်ဖွင့်တာကိုဖျားသခင်စီမှာအတုံးဖြူတတ်ပါ ျွန်တော်ပြောပြီးပြီလေချစ်တော်ညီကိုမောင်တို့ဆူတောင်းနေဆိုတော့ဖယားသခင်ကိုတိုင်တည်ပြီးမှအဲ့လိုယင်ဖွင့်တာပဲစကလုံးလတ်လတ်လေးရှာစရာမလိုဘူးလူတယောက်ကိုတင်ပဲလို့ယင်ဖွင့်လပြတယ်လေအဲ့ဒီအတိုင်းပဲဖယားသခင်ကိုအားလုံးဖွင့်ချလိုက်ဖွင့်ချလိုက်ဟာဖယားသခင်ဆိုတော့ငါမပြောရဲဘူးမလုံနဲ့ဖယားသခင်ကိုကျွန်တော်တို့ကအနီးဆက်ဆုံးမိတ်ဆွေလို့သတ်မှတ်တယ်ဆိုရင်ကျွန်တော်တို့ရှိသမျှကိုသူ့ပြောပြရမယ်ဖွင့်ပြရမယ်တင်းတို့စိုးရင်ချင်းရှိသမျှကိုပါဖြစ်လေ ကိုတော်နိုင်အနှံကြလောကိုတော်နိုင်အနှံကြလောကျွန်တော်တို့ကမအနှံနိုင်ဘူးဖြစ်နေတယ်မအနှံနာထက်ဘာဖြစ်လဲမအနှံချင်ဘူးလားမသိဘူးကျွန်တော်တို့မယုံကြည်နိုင်လို့လားမသိဘူးလူတွေကိုပြောပြရင်တော့ငါ့ကိုကူညီနိုင်မလားမသိဘူးเนาะဘုရားသခင်ကိုပြောပြလို့ရှိရင်တော့ဘုရားသခင်ကကူညီနိုင်မှာမဟုတ်ဘူးလို့အဲ့လိုခံယူတာလားမသိဘူးယုံကြည်သူတွေကချက်တော်ညီကိုမောင်တို့တင့်တက်တာထဲမှာဘာပြဿနာရှိနေရှိနေအအိုးဆုံးဘုရားသခင်ကိုပြောပြပါ ဘာကြောင့်ဘုရားသခင်ကိုပြောပြရတာလဲဆိုတော့သင်တို့ကိုတဲ့တတိနဲ့ကြည်ရှုတော်မူတော်ကြောင့်တဲ့ဘာတဲ့လဲသင်တို့ကိုတတိနဲ့ကြည်ရှုတော်မူတော်ကြောင့်ဘု து ကိုကြည်ရှုတာလဲသူကိုယုံကြည်တဲ့သားသမီးတွေကိုတတိနဲ့အမြဲတမ်းကြည်ရှုနေတယ်လေသင်လူတယောက်ကိုတတိနဲ့အမြဲတမ်းနှောက်လိုက်နေတယ်ဆိုလို့အဲ့လိုမျိုးအတိုင်းပဲဥပမာပြောပြတာကျွန်တော်သင်လူတယောက်ကိုတတိထားမိတယ်โอเคအာလူငယ်တွေတမီးစားခေတ်ကာလမှာကျွန်တော်တို့ အာတမီးစားမဖြစ်ခင်မှာလူတယောက်ကိုကျွန်တော်တို့ချစ်တယ်ဟဲ့ဆိုလို့ရှင်သူ့တအားတဒီနဲ့ကြည့်တယ်ဟုတ်တယ်နော်ကျွေသွားပြီဟဲ့ဘာညာပေါ့ဒါလူငယ်တွေနဲ့ဥပမာပြောပြတာကျွန်တော်တို့ချစ်တဲ့ကောင်လေးကျွန်တော်တို့ချစ်တဲ့ကောင်မလေးကိုကျွန်တော်တို့အမြဲတမ်းတဒီနဲ့ကြည့်တယ်ဆိုတော့အဲ့ဒီဟာကိုပဲစဉ်းစားကြည့်တခြားသူဘာလုပ်နေရလဲကျွန်တော်တို့တိတ်ကူးမဆိုင်မိဘူးသူဘာလုပ်နေရလဲအစခေါင်းငိမ့်ခေါင်းငုံတာကအစခေါင်းဖော်တာကအစထိုင်ထတာကအစကျွန်တော်တို့တစ်ခုချင်းမစီပါဖြစ်လေတတိပြူမိနေတယ် ဆိုတော့လူလူချင်းတော့မှဒီလောက်ထိချစ်တဲ့အခါမှာဒီလောက်ထိတတိပြုမိနေတယ်ဆိုရင်ဖယားသခင်ကကျွန်တော်တို့တတိနဲ့ကြီးစုနေတယ်ဆိုတဲ့စကားကိုသင်နာနားလည်မယ်လို့ယုံကြည်တယ်။ဖယားသခင်ကကျွန်တော်တို့ချစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တတိနဲ့အမြဲတမ်းကြီးစုနေရဲ့တဲ့။ဒါကြောင့်ကျွန်တော်တို့စိုးရင်ချင်းရှိသူများကိုကိုတော်၌အကြလောတဲ့။ကိုတော်၌အကြလော။ဘာကြောင့်ဖယားသခင်ကကျွန်တော်တို့အခက်အခဲပြဿနာရှိတာကိုတည့်ရဲ့သားနဲ့မကူညီဘဲနဲ့ကြည်ပဲကြည်နေရလဲဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်ပြောပြတာ ဘုရားသခင်ကကျွန်တော်တို့အသင်အာတမလုံးဝလုံးဝမလုပ်ပါဘူးကျွန်တော်တို့လိုက်လိုက်လဲလဲဖိတ်ခေါ်ရတာဖြစ်ပါတယ်ဘုရားသခင်ကိုဒါကြောင့်သင်စုတောင်းပါသင်ပုံအပ်ပါဘုရားသခင်ကိုယုံယုံကြည်ကြည်ပုံအပ်ပါဒါမှဒါလင်သင်အခက်ခဲပြဿနာကိုပြေလည်လာမှာဖြစ်ပါတယ်တချို့ကတော့စီးပွားရေးပြဿနာတချို့ကတော့ကျန်းမာရေးပြဿနာတချို့ကတော့ကျွန်တော်လာပြောနေကြတဲ့အဲဒီမှာပါတဲ့ဟာတွေပေါ့နော်တချို့ကအိမ်ထောင်ရေးပြဿနာတွေလည်းရှိတယ် တချို့ကယုံကြည်ခြင်းပိုင်းမှာပြဿနာကြုံတွေ့ရတာလည်းရှိတယ်။အိုးမနေဘူးပြဿနာတွေအများကြီးပဲကျွန်တော်စီလာပြီးမှဆူတောင်းခံကြရတယ်။ကောင်းတယ်။ဆူတောင်းခံတာကောင်းပါတယ်။ဒါပေမဲ့တင်တို့ကိုယ်တိုင်လည်းကျွန်တော်ပြောပြသလိုဆရာကိုလာပြီးမှတက်တည်ခံပြသလိုဖယားသခင်ကိုလည်းပြောပြတတ်ဖို့လိုကြောင်းကျွန်တော်တို့ပြောလွတ်တယ်။ဆရာတယောက်ယောက်ကိုဆူတောင်းခံဖို့ရန်အတွက်ထူတောင်းချက်တွေတင်ပြတဲ့အခါမှာကျွန်တော်တို့တအားပြောပြတတ်တယ်ဒီလိုဖြစ်တယ်ဆရာကြီးကျမတက်တာဒီလိုဒီလိုဟိုလိုဟိုလို အဲ့ဒီလိုဒီလိုဒီလိုဟိုလိုဟိုလိုအများကြီးကိုဘုရားသခင်ရှေ့တော်မှာချပြပါဒါမှဒါလင်တင်းရဲ့ပြတနာပြေလည်သွားလိမ့်မယ်အာမင်ဟုတ်ပါတယ်ချက်တော်ညီကိုမောင်တို့မတို့ဘုရားသခင်ကတင့်ကိုပုံအပ်စရာဆိုပြီးတော့မှတင့်ကိုဂတိတော်ပေးထားတယ်နေတော့အခက်ခဲရှိလို့ရှိရင်ငါစီမှာပုံအပ်ပါငါဖြည့်ရှင်းပေးဖို့စောင့်နေတယ်ရှိနေတယ် ဘုရားသခင်ကအသင်နဲ့အတူပါရှိတဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်သင်ကိုကူညီခြင်းနဲ့ဘုရားဖြစ်တဲ့ဒါကြောင့်အသက်တာထဲမှာအခက်အခဲရှိလာတယ်ဆိုလို့ရှိရင်ဘုရားသခင်ကိုပြောပြတတ်ပါ ပုံအပ်တတ်ပါဗါတယ်လေပြောပြတတ်ပါပုံအပ်တတ်ပါချက်တော်ညီကိုမောင်မတော်ဒါကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်အသက်တာထဲမှာတစ်ခါတလေလက်အခက်အခဲမရှိရင်စူတောင်းစရာမရှိတယ်လို့ဖြစ်နေတတ်တဲ့ယုံကြည်သူတချို့လည်းရှိပါသေးတယ် ဘာစုတောင်းစရာရှိတယ်လေဟေးလို့မင်းဘာမှစုတောင်းစရာမရှိဘူးဘာကြောင့်လဲအခက်ခဲမရှိလို့အဲ့လိုလည်းမဖြစ်ပါစေနဲ့နောက်တစ်ခုကလူတွေကိုမိမိရဲ့အခြေအနေစိုးတာအများကြီးပြောပြတတ်ပေမဲ့ဖရာသခင်စီမှာမပြောဖရာသခင်စီမှာမပြောပြတတ်တဲ့သူမျိုးလည်းမဖြစ်ပါစေနဲ့ဒီလိုနှမျိုးကျွန်တော်တို့အစင်မပြေပါဘူးအခက်ခဲပြဿနာဟာဖရာသခင်စီမှာတွန်းပိုးတဲ့အရာဖြစ်တယ်လို့ဖရာသခင်ကိုစုတောင်းအနံတတ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ခွန်အားပေးသွားတာဖြစ်ပါတယ် ဆိုတော့ဒီလိုခဲရင်းဆိုးရွားတဲ့ကာလမှာယောဂါရောကျွန်တော်တို့နိုင်ငံရေးအခြေအနေရောမကောင်းတဲ့ကာလမှာကျွန်တော်တို့ရဲ့အတ္တတာထဲမှာစီးပွားရေးကျန်းမာရေးလူမှုရေးမိသားစုအရေးအရေးအများကြီးအခက်အခဲပြဿနာတွေကြုံလာရတာတေချာပေါက်ရှိမယ်လူတိုင်းလူတိုင်းမှာမိသားစုတိုင်းမှာယုံကြည်သူတာဓမီတွေမှာလည်းဒီဟာတွေရှိဖို့ရှိမယ်ဆိုတော့ရှိလာတဲ့အခါမှာကျွန်တော်ဘာလုပ်နိုင်တယ်လဲဒီကိဖျားစကားကျွန်တော်စီမံနှခွန်ရောက်လာတယ်တခွန်က မကြောက်ပါနဲ့ဘုရားခင်တင်းတဲ့အတူပါရှိတယ်ဆိုတာကျွန်တော်ခွန်အားပေးသွားတယ်ကျွန်တော်ကပဲထွင်ပြီးတော့မှပြောနေတာမဟုတ်ပါဘူးတမာကျင်းသားတွေကဂတိတော်ကိုထုတ်ပြနေတာဖြစ်ပါတယ်ဘုရားသခင်တင်းတဲ့အတူရှိတယ်တင့်ကိုကွယ်ကာဆောင်မနေတယ်တင့်ကိုလမ်းပြနေတယ်အာမင်ဒုရယာသခင်ကဘုရားသခင်ကို အခက်ခဲပြဿနာပုံအပ်တတ်ပါပြောပြတတ်ပါ ပုံအပ်ပြောပြတဲ့အခါမှာဘုရားသခင်ကတင့်ကိုကူညီလိုက်မယ်ဖြည့်ရှင်းပေးလိုက်မယ် ဘုရားသခင်ကပြောပြပုံအပ်ပြီးမှကူညီတာမဟုတ်ပါဘူး။တင်းပြောပြမပြောပြကလေးကဘာဖြစ်လဲ तू နားလည်ပြီးသားဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ရှေ့မှာတခါဟောပြီးတော့ပြီ။ဘာကြောင့်ဘုရားသခင်တည့်ရဲ့သားနဲ့ကျွန်တော်တို့ပြန်ပြောပြရတာလဲဆိုတော့ဘုရားသခင်ကသူ့သားသမီးတွေစကားလာပြောမှစုလာတောင်းမှကိုလိုအပ်တယ်၊နှက်တတ်တယ်၊သဘောကျတယ်။ဘုရားသခင်ကဖန်ဆင်းရှင်ပဲ။တင်းဖြစ်နေတာဟာ तू မသိဘူးလား။သိတာဗော။ဒါပေမဲ့လိုက်လိုက်လဲလဲ။ သင်ပြောပြဖိတ်ခေါ်တာကိုဘုရားသခင်လိုအပ်တယ်။ဒါကြောင့်လူတွေကိုဖန်ဆင်းမှသူ့ကိုကူွယ်ဖို့ပေါ့။ဘုန်းတော်ထင်ရှားဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်။သူသဘောကျတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပြောပြဖို့ရန်အတွက်လိုပါတယ်။အလုံးစုံကျွန်တော်တို့မပြောပြနိုင်ပေမဲ့လည်းကျွန်တော်စိတ်ထားလေးကိုပြောပြရမှာစုတောင်းတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကိုကူညီပြီးမှဖြည့်ရှင်းပေးလိမ့်မယ်ဆိုတာကျွန်တော်ခေါ်အပ်ပေးသွားတာဖြစ်ပါတယ်။ဒီနှစ်ချက်အားဖြင့်ကျွန်တော်တို့ဒီ တရက်လုံးအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပါမိအကြောင်းဆုတောင်းရင်းနဲ့ဤကုံချုပ်လိုက်ပါတယ်ကျွန်တော်တို့ဆုတောင်းခံချင်တဲ့သူများတတ်သိခံချင်တဲ့သူများကျွန်တော်တို့နှုတ်ကပတရားတရားကိုဆွေးနွေးချင်တဲ့သူများအကောက်ကိုအပ်လို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒီကနေ့မနေ့နှုတ်ကပတရားတရားကိုဒီမှာပဲရည်နာချင်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော့အာမင်